မြန်မာလိမာကစားနေတဲ့မန်ယူကျယ်ဝင့်အွန်နာနာရဲ့တမျိုးတည်းသားကိုသမားရိုက်သမားလုံးဝမိန်လာပါမန်ချက်စတာဖော့ဆောင်ကနေပြန်လဲချိုးလိုက်ပါရင်မကြသေးမီကပဲမြန်မာနိုင်ငံမှာလိကတ်ပြိုင်ပွဲတွေစတင်နေပြီဖြစ်ပါရင်အုပ်စုပွဲစဉ်တက်မှာအသင်းကြီးအများစုအနိုင်ရခဲ့ပေမဲ့နာမည်ကြီးရန်ယူနိုက်တက်ကတော့အခုမှလီတူးကိုစတင်ကစားမဲ့ရန်ကုန်ရိုင်းအသင်းနဲ့အားအသင်းဝယ်ဂိုးမရှိသေးကြခဲ့ပါရင်ဒီဘက်မှာဘောလုံးပရိသတ်တွေကိုအထူးသဖြင့်မန်ယူနိုက်တက်ပရိသတ်တွေကိုဖန်ဆားနိုင်ခဲ့တဲ့ကစားမတယောက်ရှိခဲ့ပါရင်သူကတော့တခြားသူမဟုတ်ပါဘူး ရန်ကုန်ရိုင်းအသင်းရဲ့ကုသမဖြစ်ပါရင်မြန်မာလိမှာလာရောက်ကစားတဲ့ရှာရှာပါပါနိုင်ငံသားကုသမတူဖြစ်ပါရင် ။အရင်မောင်းမြင်ပြီးကိုလုံးကိုပေါခတ်တောင်းတောင်းနဲ့ဖြစ်တာကြောင့်ရန်ကုန်တိုင်းတက်ရဲ့ကံသွင်းမှုတွေကိုအေးအေးဆေးဆေးနဲ့တားဆီးပြခဲ့ပါရင်နောက်ပြီးထူးခြားတာကဒီကုသမဟာမန်တိုင်းတက်ကုသမအင်ထရီအိုနာနာနဲ့ရုပ်ချင်းဆင်တူနေတာဖြစ်ပါရင်ဒါကြောင့်ဆိုရှယ်မီဒီယာပေါ်မှာအိုနာနာမြန်မာနိုင်ငံမှာဂိုးလာဖမ်းနေတယ်ဆိုပြီး screen shot တွေနဲ့ post တင်နေကြတာဖြစ်ပါရင်ဒီချက်ကလည်းမန်တိုင်းတက်ကအိုနာနာကအတူဖြစ်ပြီးအခုအိုနာနာကအဆစ်ဖြစ်တယ်လို့ဟာတာနော့ပြောဆိုနေကြပါရင်ခွင်းနေတီတွားရောက်အားပေးခဲ့တဲ့ပရိသတ်တွေတော့အိုနာနာအိုနာနာဆိုပြီးတော့အော်ဟစ်ခဲကြတာကိုတွေ့ရပါရင် အဲ့ဒီကိုသမားရဲ့နာမည်အရင်းကကန်ကူရာလီပိုဖြစ်ပြီးထူးခြားတာကအိုနာနာလိုပဲကင်မရွန်နိုင်ငံသားဖြစ်တယ်လို့သိရပါတယ်။နောက်ပြီးပိုလိုအန်အသင်းဆရာကောင်းနေတာကကင်မရွန်နိုင်ငံရောင်ဒီမျိုးစားလေးဖြစ်ပြီးမန်ချက်စတာနိုင်တက်အသင်းကိုသမားအိုနာနာနဲ့တမျိုးတည်းသားဖြစ်တယ်လို့ရန်ကုန်ရိုင်ရဲ့ Facebook page ကဖော်ပြထားပါတယ်။သူ့ကိုလီယိုလို့ချစ်စလုံးနဲ့ခေါ်ကြပြီးရန်ကုန်ရိုင်ရဲ့အသင်းကတနစ်စာချုပ်ချုပ်ဆိုထားတယ်လို့သိရပါတယ်။ကန်ကူရာလီပိုအနေနဲ့ရန်ကုန်ရိုင်ရဲ့အသင်းကိုလာမယ့်ရာသီ Nation League 1ကိုတန်းတက်နိုင်အောင်ကူညီပေးသွားမလားဆိုတာစောင့်ကြည့်သွားရပါမယ်။